အမျိုးသားညီညွတ်ရေးအစိုးရမင်းသိမနေ့ကအမျိုးသားညီညွတ်ရေးအစိုးရသည်တော်လန်ရေးတအူလာဒိုဒီမဟုတ်စင်ပြိုင်အစိုးရလားဆိုတဲ့ဆွေးနွေးပွဲတစ်ခုမှာဝိုင်းဝန်းဆွေးနွေးချက်တွေနားထောင်ဖြစ်ခဲ့ပါတယ်ဒီဆွေးနွေးပွဲမှာကြားရတဲ့သဘောထားတွေနဲ့ကျွန်တော်ထင်မြင်ယူဆချက်ကိုပေါင်းစပ်ပြီးတော့အနည်းသက်ဆုံးထင်ရနိုင်တဲ့ပုံတစ်ခုကိုချဆွဲပြပါတယ်ဒီလိုနဲ့အခုဖော်ပြထားတဲ့ပုံ ထွက်လာပါတယ်။သဘောမညီမှုတွေရှိနိုင်သည့်တိုင်ဒေါ်လာရေးထဲမှာထဲထဲဝင်ဝင် ပါဝင်နေသူတွေရဲ့အများစုထင်မြင်ယူဆချက်ကိုထင်ရှားနိုင်လိမ့်မယ်လို့ယူဆပါတယ်။နံပါတ်၁မြို့သားညီညွတ်ရေးအစိုးရအနေနဲ့လက်ရှိမှာဘလို့ပုံစံဖြစ်တည်နေတယ်လဲဆိုတဲ့အသွင်သဏ္ဍာန်ပိုင်းနဲ့ပတ်သက်ပြီးထင်မြင်ချက်တချို့တွေ့ရပါတယ်။ NUG ဟာလက်တွေ့မှာတော်လန်ရေးတအုပ်ပုံစံထက် စင်ပြန်အစိုးရပုံစံကိုကဲနေတယ်လို့အများစုကထင်မြင်ကြတာတွေ့ရပါတယ်။စင်ပြန်အစိုးရပုံစံထွက်နေတာကိုမူအားဖြင့်သဘောတူတာတွေရှိပေမဲ့တော်လန်ရစ်တအူးပုံစံထွက်အောင်အတော်လှုပ်ယူရအောင်မယ်လို့သဘောထားထင်မြင်ချက်ပေးကြပါတယ်။တော်လန်ရစ်တအူးပုံစံ တနည်းအားဖြင့်တော်လန်ဤအစိုးရပုံစံပေါက်ဖို့လိုပါတယ်။ယခုကဇွေတင်းအစိုးရပုံဖန်းနေတယ်ဆိုတဲ့သဘောထားထင်မြင်ချက်တွေကိုတွေ့ရပါတယ်။ လက်ရှိလုပ်ငန်းတာဝန်ပိုင်းဖန်ရှင်အရာဒေါ်လန်ကြီးလုပ်နေရတာဖြစ်ပါတယ်ပုံစံကအစင်းပြိုင်အစိုးရပုံစံကိုဇိုအတင်းတိဆောက်ထားပြီးလက်တွေ့လုပ်ရမှာတော့ဒေါ်လန်ကြီးလုပ်နေရလို့အသွင်တရံနဲ့အနှစ်သာရမှာထတ်တူရှိမနေဘူးလို့ထင်မြင်ကြတာတွေ့ရပါတယ်ဒါကနံပါတ်1အချက်ပါနံပါတ်2တော်လန်ကြီးကိုလူလူကဥဆောင်နေတယ်လို့နိုင်ငံကြီးအရာ စီယုံရင်ဆင်းတဲ့လေသံမျိုးထွက်တာကောင်းပါတယ်သို့တော်လဲဆရာနာသိမှုအပြီးတလနှစ်လသုံးလလောက်အတွင်းမှာလူလူကဆန္နာပြတပိတ်တိုက်ပွဲတွေမှာလွှတ်တော်ကိုစားပြုကောမဒီ CRPH နဲ့အမှုသားညီညွတ်ရေးအစိုးရ NUG ကို လူလူကိုကိုစားပြုကြောင်းလူလူကမန်ဒိတ်ပေးထားပြီးသားဖြစ်ပါတယ်ဒီတော့နိုင်ငံရေးအရာ စီယုံရေးစကားပြောတဲ့နေရာမှာတော်လန်ကြီးကို လူလူကသာဥဆောင်တာလို့ပြောကောင်းပြောလို့ရပေမဲ့ လက်တွေ့နိုင်ငံရေးအခမ်းကဏ္ဍမှာ NUG ဟာဒေါ်လာရေးကိုဥဆောင်နေတဲ့တပ်ဦးဖြစ်ပါတယ်။ဒါကြောင့်လူမှုပါရင်နိုင်မှာလူမှုမပါလို့မနိုင်တာဆိုတဲ့အစဉ်ချင်းမျိုး လူမှုကပါပေမဲ့အပြည့်အဝမပါဝင်လို့ကြာရှုံးတာဆိုတဲ့ထိုးစပ်မျိုးကိုသတိချက်ဖို့ကောင်းပါတယ်။နိုင်ငံရေးမှာရေပုံရတွေပြောတာရပါမယ်။တကက်စီရင်နဲ့ဒေါ်လာရင်ဥဆောင်မှုအခန်းကဏ္ဍမှာရေပုံရတွေပြောပြီးဥဆောင်လို့မရဘူးဆိုတာ သတိချက်စေခြင်းပါတယ်နံပါတ်3ယခုလက်ရှိဟာတော်လန်ရေးကာလအတွင်းမှသာရှိပါသေးတယ်တော်လန်ရေးအလွန်ကာလကိုလည်းမရောက်သေးပါလက်ရှိညမနေဦးတော်လန်ရေးဟာလက်နက်ကင်လမ်းစဉ်ကိုအခရာဗဟုချက်ထားတာဖြစ်တော်လည်းပဲအကြမ်းဖက်အာနာပီဆန်ရေးနီလန်းနဲ့လူရုတပိတ်လူရုစန္ဒပြနီးနာတွေကိုလည်းပူတဲ့ပါဝင်နေပါတယ် ိုင်ငံတကာဖိအားနဲ့ပိတ်ဆို့အရေးယူမှုတွေလည်းပါဝင်နေပါတယ်။သို့တော်လည်းလက်တွေ့စည်းရေးရလက်မှာဖြစ်ဖြစ်မြောက်မြောက်ရလက်ထွက်ဖို့ဟာဒေါ်လန်ရေးရဲ့အဆုံးဖြတ်ဖြစ်လိမ့်မယ်လို့အများစုကထင်မြင်ယူဆကြပါတယ်။ဒါကြောင့် NUG အနေနဲ့ဒေါ်လန်ရစ်တဦးမှာပြည်တွင်းကစည်းရေးအင်အားစုတွေကိုစူးစီးနိုင်ဖို့လိုကြောင်းစည်းရေးအင်အားအသာစီးရနိုင်ဖို့စည်းရေးတပ်ပေါင်းစုအနေနဲ့အသွင်ပြောင်းတည်ဆောက်နိုင်မှာ လက်တွေ့ရလက်ထွက်မယ်လို့ယူဆချက်တွေတွေ့ရပါတယ်။စည်ရေးရတပ်ပေါင်းစုအသွင်နဲ့မစုဖွဲ့နိုင်ပဲလက်ရှိ NUG စင်ပြိုင်အစိုးရပုံစံတိုင်းကဆက်ရှိနေရင်စစ်အာဏာရှင်စနစ်ကို အမြင့်ပြည့်ခြေမုံနိုင်ဖို့ခဲယဉ်ကြောင်းသဘောထားမှတ်ချက်ပေးတာတွေ့ရပါတယ်။နံပါတ်၄လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရ NUG ပေါ်အပြုသဘောဆောင်ဝေဖန်မှုတွေလိုအပ်ကြောင်းတစ်ဖက်မှာလည်း အန်ယူဂျီရဲ့စူးစီးမှုကိုထောက်ခံပေမဲ့လူလဲတာ လူပြောင်းတာတွေကို လုတ်တင်ချောင်းသဘောထားတွေတွေ့နေရပါတယ်။အန်ယူဂျီဟာအစိုးရပုံစံဖွဲ့စည်းထားတာဖြစ်လို့ဆိုင်းယားဝန်ကြီးဌာန၌ဒါဝင်ခွဲဝေမှုတွေရှိထားပေမဲ့ diffusion of responsibility လို့ခေါ်တဲ့ဒါဝင်ယူမှုတွေရောထွေးနေတာကိုထင်ထင်ရှားရှားတွေ့နေရပါတယ်။ ဝေဖန်ကြတာတွေတွေ့ရပါတယ်။မြမနွေဦးတော်လန်ကြီးဟာလက်နက်ကိုင်းလမ်းစဉ်တသက်မဟုတ်ဘဲ CDM လို့ခေါ်တဲ့ပြည်သူအာဏာဖီဆန်ရေးနီလန်လေပါဝင်နေတာမှုဝင်းကြီးဌာနလိုက်စုဖွဲ့ပြီးအပိုင်းလိုက်တာဝန်ယူတာတွေ့ရပေမဲ့အချို့သောဝင်းကြီးဌာနတွေဟာအသွင်သဏ္ဍာန်အရသာဖွဲ့စည်းထားတာဖြစ်ပြီးတော့လုံတင်လုံထိုက်တဲ့တာဝန်ယူလုံဆောင်မျိုးတွေကိုမတွေ့ရတာကိုလည်း ဒေါ်လာရေးတဲ့ထက်ထဲဝင်ဝင်လှုပ်ရှားနေရသူတွေဟာဒိုလောဒိုလောဖြစ်ရပါတယ်။နံပါတ်၅ဒေါ်လာရေးမှာစည်ရေးရလက်တိတိတသာမထွက်သေးရင်အသွင်ကူးပြောင်းရေးဆိုင်ရာဂျာကာလာဆိုတာလေရှိသေးမယ်လို့မထင်ပါ။ဒေါ်လာရေးကာလအတွင်းမှာဒေါ်လာရေးဟန်ပေါက်တဲ့အစိုးရဖွဲ့ဖြစ် UNG ကိုအများစုက မြင်လိုပါပြီ။ဒေါ်လာရေးအလွန်ကာလမှာတော့အုတ်ချုပ်သောအစိုးရပုံစံပေါက်တဲ့အစိုးရအတွင်းကို ိုးဆောင်စေခြင်းကြတာတွေ့ရပါတယ်အခုတော့ function နဲ့ form ဟာအတော်လွဲနေကြောင်းအများစုကထင်မြင်ယူဆနေကြပါတယ်ခင်ဗျာ